မာကုအခိုင်30အခန်းငယ်23ကနေပရော31အထိကိုကျွန်တော်တို့ကြည့်ရအောင်ယေရှုကလည်းဥစ္စာရတတ်တော်သူသည်ဖယားသခင်ဤနိုင်ငံတော်သို့အလွန်ဝင်ခဲလှ၏ဟုပတ်လေသို့ချီးရှု၍တပည့်တော်တို့အားမိန်တော်မူ၏တပည့်တော်တို့သည် ထိုစကားကိုကြားလျင် မိန်မောတွေ့ဝေခြင်းရှိကြ၏တဖန်ယေရှုကငါသားတို့ မိမိဥစ္စာကိုမိခူတော်သူသည်ဖယားတခင်ဤနိုင်ငံတော်သို့အလွန်ဝင်ခဲလှဤကလအုပ်သည်အနဖားကိုရှိုးလွယ်ဤငွေရတတ်တော်သူသည်ဖယားတခင်ဤနိုင်ငံတော်သို့ဝင်ခဲသည်ဟု မိန်တော်မူဤထိုသူတို့သည်တာ၍မိမောတွေ့ဝေချင်းရှိ၍တို့ဖြစ်လျင်အဘယ်သူသည် ကဲတင်တော်မူချင်းသို့ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြဤ ယေရှုသည်လည်းသူတို့ကို ကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်တော်လဲဖယားသခင်မတတ်နိုင်သည် မဟုတ်ဖယားသခင်သည် ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန်တော်မူ၏ထိုအခါပေတရုက အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပြစ်၍ကိုရောနောက်သို့လိုက်ကြပါပြီဟုပြောလေတော်ယေရှုကငါအမှန်ဆိုသည်ကား အကျဉ်သူသည်ငှကြောင့်၎င်းအေဝံဂေလိတရားကြောင့်၎င်းအိမ်လေငေးအကိုနှမမိဘတာမယာတိဟုသော တပါပါကိုစွန့်၏ထိုသူသည်အစတရားသောအချိုးတိဟုသော ယခုကာလ၌ညင်းဆဲခြင်းနှင့်တကွအိမ်လေငေးအကိုနှမအမိသားသမီးတို့ကို၎င်းနောင်ဘဝ၌ထာဝရအသက်ကို၎င်းခံရလက်တက် နောက်ကြတော်သူအများတို့သည် အရင်ကြကြလိမ့်မည် အရင်ကြတော်သူအများတို့သည်နောက်ကြကြလိမ့်မည်ဟုမိန်တော်မူ၏ဒီမှာအဓိကသခင်ယေရှုရဲ့တွင်တင်တော်မူချက်ကပါလဲဆိုရင်ငွေချေးချမ်းသာတဲ့သူတွေအတွက်ဖယားတခက်နိုင်ငံတော်ကိုဝင်ရဖို့အလွန်ခက်ခဲတဲ့အကြောင်းကိုတွင်တင်နေတာဖြစ်တယ် မာကုအခိုင်း30အခန်းငယ်18ကနေ22ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ချမ်းသာတဲ့လူငယ်ကယေရှုထံမှပြေးလာပြီးဒူးထောက်တယ်။ထာဝရအသက်ကိုသူရနိုင်ဖို့ဘာလို့ရမလဲလို့ယေရှုကလာမေးတယ်။ယေရှုကပြည့်ရတော်တွေကိုသင်သိတယ်မလား။သူမရကုန်မပြစ်မှားနဲ့လူအသက်ကိုမတတ်နဲ့သူဥစ္စာကိုမခိုးနဲ့မမှန်သောတသက်တွေကိုမခံနဲ့သူဥစ္စာကိုမတရားသဖြင့်မသိမ့်နဲ့ မိဘကိုယူသေးစွာပြုလို့ဆိုပြောပြောလိုက်တဲ့အခါမှာအဲ့ဒီလူငယ်လေးကအဲ့ဒီပြည့်ညတ်တော်တွေကိုသူငယ်စဉ်ကတည်းကစောင့်ရှောက်ပါပြီအဲ့ဒီပြည့်ညတ်တော်တွေကိုဖယားတခင်တတ်မှတ်ထားတဲ့စံချိန်စံနှုံးအရာသူဘာတခုမှနာခံလိုက်လျှောက်ခြင်းမရှိတဲ့အကြောင်းကိုလက်တွေ့သူကိုယ်တိုင်သိဖို့တခရေရှုကပြည့်ညတ်တော်၁၀ပါးရဲ့အနှစ်ချုပ်ဒုတိယအနှစ်ချုပ်ကိုပြောပြလိုက်တာဖြစ်တယ် ပြည့်ရတော်အားလုံးရဲ့ဒုတိယအနှစ်ချုပ်ကပါလေကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမျှချစ်လို့ပြည့်ရတော်ကိုနာခံတယ်ဆိုတာစိတ်နဲ့လည်းနာခံရမယ်ဗဇတ်နဲ့လည်းနာခံရမယ်လက်တွေ့နဲ့လည်းမချိုးဖောက်ရဘူးကံ၃ပါးပေါ့ကာယကံဝစီကံမနောကံကံ၃ပါးစလုံးနဲ့စောင့်ထိန်ရမယ်ဒါပေမဲ့ तू ကစောင့်ထိန်သလားဆိုရင်မစောင့်ထိန်ဘူးမစောင့်ထိန်တဲ့အကြောင်းကိုယေရှုကပြည့်ရတော်အနှစ်ချုပ်တစ်ခုကိုလက်တွေ့ လောက်ခိုင်းတာဖြစ်တယ်။သင်ရဲ့ဥစ္စာကိုအကုန်လုံးရောင်းပြော့ဆင်းရဲသားတွေကိုပေးပြီးရင်လက်ဝကတ်တိုင်ကိုထမ်းပြော့ငါနောက်ကိုလိုက်။အဲ့ဒီလူငယ်လေးကချမ်းသာတဲ့သူဆိုတော့သူ့ရဲ့ပစ္စည်းဥစ္စာတွေကိုရောင်းလားမရောင်းဘူး။ဆင်းရဲသားတွေကိုပေးလားမပေးဘူး။ခြာဝရအသက်ကိုရဖို့ဘုရားသခင်နိုင်ငံတော်ကိုဝင်ဖို့ကဲတင်ချင်းရဖို့ဒီလူငယ်လေးကကျွန်တော်ဘာလောက်အောင်မလဲလို့လာမင်းနေတာ။တခင်ယေရှုက तू လောက်ဖို့ပြောပြလိုက်တဲ့ခါကျတော့ तू လောက်နိုင်လားမလောက်နိုင်ဘူး။ အဲ့တော့ဒီလူငယ်ကအမှန်တကယ်ဘယ်သူ့ကိုကိုးကွယ်နေတာလဲသူ့ရဲ့စီးစိမ်ကိုကိုးကွယ်နေတာသူ့အနှစ်သက်ဆုံးကဘာဖြစ်နေလဲသူ့ရဲ့စီးစိမ်ဖြစ်နေတယ်ဒါကြောင့်တခင်ယေရှုကသူဟာဖခင်တခင်ပြည့်ရတော်ကိုဘာတခုမှ နာခံခြင်းမရှိတဲ့သူလူလူချင်းကြားထဲမှာစောင့်ထဲရမယ်ပြည့်ရတော်ပဲမဟုတ်ဘူးဖခင်တခင်နဲ့လူကြားမှာစောင့်ထဲရမယ်ပြည့်ရတော်လည်းသူနာခံစောင့်ထိုင်းခြင်းမရှိဘူး ဘုရားသခင်ကငါမတပါအခြားသောဘုရားကိုမကိုးကွယ်နဲ့အမှန်သူကိုးကွယ်နေတာသူရဲ့စိစိန်ချမ်းသာကိုသူကိုးကွယ်နေတာတင်းဘုရားခင်ထာဝရဘုရားရဲ့နာမတော်ကိုမုတာနဲ့ဆန်၍မမုတ်မဆုံနဲ့သူကဘုရားသခင်ကိုပဲယုံကြည်တာဘုရားသခင်ကိုပဲသူကိုးကွယ်နေတာလို့သူပြောတိုင်းပြောတိုင်းမုတာစကားကိုသူပြောနေတာပြီးတော့ဥပုံနေကိုစောင့်ထင်းယူဒလူတွေကစနေနေ့ဥပုံကိုစောင့်ထင်းတယ်လေဒါပေမဲ့ဥပုံနေကိုသူစောင့်ထင်းတယ်လို့ပြောပေမဲ့ သူ့ရဲ့စီးစိန်ဥစ္စာကိုကိုယ်ကိုယ်ပြတော့ဥပုပ်ဆောင်ထိန်နေဆိုတာဘုရားသခင်လက်ခံမလားလက်ခံဘူးအဲ့တော့ဒီလူကပြည့်ညတ်တော်ပါတခုမှဘုရားသခင်ရဲ့စံချိန်စံနှုန်းအရဆောင်ထိန်ခြင်းမရှိဘူးဆိုတာကိုတခရေရှုကပြည့်ညတ်တော်ရဲ့အနှစ်ချုပ်ဒုတိယအပိုင်းကို လက်တွေ့လောက်ခိုင်းလိုက်တဲ့အခါကျတော့ပေါ်လာတဲ့သူကိုယ်ကိုယ်နေတာကဘုရားသခင်မဟုတ်ဘူးသူ့ရဲ့စီးစိန်ဖြစ်တယ် တခိယေရှုကသူ့ရဲ့ပစ္စည်းဥစ္စာအလုံးကိုရောင်းပြီးတော့ဆင်းရဲသားတွေကိုပေးပြီးတော့လက်ဝါးကတိုင်ကိုထမ်းပြီးတော့သူ့ရဲ့နောက်ကိုလိုက်ဖို့ယေရှုကဒီလူငယ်လေးကိုပြောပြလိုက်တဲ့အခါကျတော့သူဟာဥစ္စာစည်းစိမ်ချမ်းသာတဲ့သူဖြစ်တဲ့အခါကျတော့ဘာဖြစ်သွားသလဲမျက်နှာပြတ်သွားတယ်စိတ်မကောင်းဖြစ်ပြီးတော့ယေရှုထံတော်ကနေထွက်သွားတယ်အဲ့တော့ကြံတဲ့လူတွေကိုဒီမှာတခိယေရှုကဆက်လက်ပြောဥစ္စာရတတ်တော်သူသည်ဖခင်နိုင်ငံတော်တို့အလုံးဝင်ခဲလှဤ အဲ့ဒါကိုတပည့်တော်တွေကကြားတဲ့အခါမှာမိန်မောတွေ့ဝင်နေကြတယ်တဲ့ထပ်ပြော့တခင်ယေရှုကတပါအခငယ်24မှာတပန်ယေရှုကငါသားတို့ဒီမှာတခင်ယေရှုကငါသားတို့တဲ့တပည့်တော်တွေလည်းယုံကြည်ခြင်းမှာအားနည်းနေကြတယ်ငါသားတို့ယုံကြည်ခြင်းကလေးလေးတွေမိမိဥစ္စာကိုမိခိုတော်သူသည်ဘုရားသခင်နိုင်ငံတော်သို့အလွန်ဝင်ခဲလှဤချမ်းသာတဲ့သူတွေအတွက် ကယ်တင်ခြင်းရဖို့ထာဝရအသက်ကိုရဖို့ဖယက်ခင်နိုင်ငံတော်ကိုဝင်ဖို့ဘလောက်အထီးခက်ခဲတယ်လဲဆိုရင်တခင်ယေရှုကအခန်းငယ်25မှာကလအုပ်ဒီအနဖားကိုရှူလွယ်ဤချမ်းသာတဲ့သူတွေကထာဝရအသက်ရဖို့ဖယက်ခင်နိုင်ငံတော်ကိုဝင်ဖို့ကယ်တင်ခြင်းရဖို့အလွန်ခက်ခဲတယ်ဘလောက်ခက်ခဲတယ်လဲဆိုရင်အနဖားမှာကလအုပ်ဝင်တာကမှပို့ပြီးတော့လွယ်အောင်မယ် ဘာဖြစ်လို့အဲ့လောက်ခက်ခဲနေသလဲသူတို့ရဲ့စီစိန်ကို ကိုးကွယ်လို့သူတို့ရဲ့စီစိန်ကိုမိခိုးလို့အခန်းငယ်26မှာထိုသူတို့သည်တာ၍မိမ့်မောတွေ့ဝေချင်းရှိ၍တခင်ယေရှုကနှစ်ခါတော့ပြောတယ်လေနှစ်ခါတော့ပြောတဲ့အခါကျတော့တပည့်တော်တို့ကပို့ပြော့တော်မှာအံ့ဩသွားကြတယ်အဲ့ဒီတပည့်တော်တို့ကလည်းပဲယူဒဘာသာမှာကြီးပင်းလာတဲ့သူတွေဖြစ်တယ် ယူဒဘာသာမှာချမ်းသာတဲ့သူကိုသူတို့ကဘယ်လိုထင်တယ်လဲဆိုရင်ဒါဖယားသခင်ကောင်းချီးပေးတာဖယားသခင်ကောင်းချီးကိုခံစားရတဲ့သူဖြစ်တယ်ဆင်းရဲနေရင်အာဖယားသခင်ရဲ့ချိန်ချင်းခံရတဲ့သူတဲ့ကျမ်းမာတဲ့သူကိုသူတို့ကဘယ်လိုမြင်လဲဖယားသခင်ရဲ့ကောင်းချီးကိုခံရတဲ့သူတဲ့မကျမ်းမာမှာဖြစ်တဲ့လူကသူတို့ဘယ်လိုမြင်လဲဖယားသခင်ရဲ့ချိန်ချင်းကိုခံရတဲ့သူတဲ့ ယူဒလူမျိုးတွေရဲ့မှားယွင်းတဲ့အယူအဆကဒီနေ့မှားယွင်းတဲ့အချမ်းမှချမ်းသာတရားတွေနဲ့မတူဘူးလားယေရှုကိုယုံရင်ချမ်းသာရမယ်ချမ်းသာရမယ်တဲ့ယေရှုကိုယုံပါလျက်နဲ့ဆင်းရဲတဲ့မနာမချမ်းဖြစ်တဲ့ဆိုရင်တော့ဒါယုံကြည်ခြင်းမှားနေတယ်ဆိုပြတော့သူတို့အဲ့လိုမှားယွင်းစွာသုံးသင်နေတာ အဲ့ဒီသခင်ယေရှုခရစ်တော်ကယူဒလူမျိုးတွေရလည်းပဲချမ်းသာတဲ့လူဟာဖယားသခင်ကောင်းချီးကိုခံရတဲ့သူကျမ်းမာတဲ့လူဟာဖယားသခင်ကောင်းချီးကိုခံရတဲ့သူမကျမ်းမာမာတဲ့လူတွေကဖယားသခင်ရဲ့ချိန်ချင်းကိုခံရတဲ့သူဆင်းရဲတဲ့လူကဖယားသခင်ရဲ့ချိန်ချင်းကိုခံရတဲ့သူဆိုပြော့သူတို့ယူဆကြတယ်ချမ်းသာတဲ့လူတွေကြတော့အဲ့ဒီခရစ်တော်ကရစ်ပူဇော်ခြင်းရှိတယ်လေရစ်ပူဇော်ခြင်းကိုသူတို့များများသူတို့ပူဇော်နိုင်တယ် ပူစော်နိုင်တဲ့အခါကျတော့ဖယားသခင်နှစ်သက်မယ်လို့တို့ကထင်နေတယ်အလှူအတန်းများများတို့လှုပ်နိုင်ရင်ဖယားသခင်ကနှစ်သက်ပြော့တို့ကိုကောင်းကင်နိုင်ငံတော်ကိုဝင်ခွင့်ပေးမယ်လို့တို့ကထင်နေတယ်ဒါမဲ့ယူဒလူတို့ရဲ့မှားယွင်းတဲ့ထင်မြင်ယူဆချက်တွေကိုဒီလူငယ်တစ်ထဲအဖြစ်ရှင်းရှင်းလင်းလင်းတုံတင်ပြသနေတယ်ဥစ္စာစည်းစိမ်ကျွယ်ဝချမ်းသာတဲ့သူတွေအတွက်ဖယားသခင်နိုင်ငံတော်ကို ဝင်ရတာအလွန်ခက်ခဲတယ်ဘလောက်ခက်ခဲတယ်လဲဆိုရင် အနဖားမှာကလအုပ်ဝင်တာကမှ ပို့ပြတော့လွယ်အောင်မယ်ကဲတထေးဖြစ်ပြော့ငရဲကြမဲ့သူဖြစ်မှာထက်ဆင်းရဲသားဖြစ်ပြော့ကောင်းရင်နိုင်ငံဝင်မဲ့သူဖြစ်တာတင်ဘယ်ဟာယူမလဲဆင်းရဲသားဖြစ်ပြော့ကောင်းရင်နိုင်ငံတော်ဝင်မဲ့သူ ဖြစ်ရတာအစာပေါင်းများစွာမင်္ဂလာရှိတယ်အရှိပိုင်းမှာလည်းတခင်ယေရှုကတတိပေးထားတယ် ဘလို့တတိပေးထားတယ်လေဆိုရင်လူဒီဤစကြာဝဠာတစ်ခုလုံးကိုအစိုးရတယ်ပိုင်ဆိုင်ရင်လည်းပဲမိမိအသက်ဝိညာဉ်ရှုံးရင်ဘာအကျိုးရှိမလဲတဲ့မိမိအသက်ဝိညာဉ်ကိုစီစဉ်ဥစ္စာတွေနဲ့ရွေးဝယ်လို့ရလားမရဘူးငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်တို့ကိုကဲတင်ချင်းကိုစီစဉ်ချမ်းသာတွေနဲ့ဝယ်လို့မရဘူးဒါကြောင့်သခင်ယေရှုကတတိပေးနေတယ် စကြဝဠာတစ်ခုလုံးကိုပိုင်ဆိုင်တဲ့သူဖြစ်ရင်လည်းပဲငရဲသွားမဲ့သူဖြစ်ရင်ဘာအကျိုးရှိမှာလဲငရဲသွားမဲ့တင်တို့ကိုလောကီစည်းစိမ်နဲ့ရွေးဝယ်လို့မရဘူးဒါကြောင့်ဒီနေ့တတ်သေးဖြစ်တဲ့သူတိုင်းကိုလည်းသွားပြောအားမချနဲ့ဆင်းရဲပါလျက်နဲ့ယေရှုခရစ်တော်ကိုယတော်သူတွေကိုကျွန်တော်တို့အားကြရအောင်တင်ကိုယ်တိုင်ရောရပြီလားစူးစမ်းနေတော့လားနှစ်ခုစလုံးတော့မရဘူးဒီလူငယ်တတိယဘာလို့ချင်းတလဲ တထေးလဲဆက်ဖြစ်ခြင်းတယ်ထာဝရတက်လဲသူရခြင်းနေတယ်တခုပဲယူရမယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်ဟာယူမလဲဆင်းရဲတာဖြစ်ပြတော့ထာဝရအသက်ရတဲ့သူဘူပြတော့ဖြစ်ခြင်းတယ်ဘာဖြစ်လို့လဲတနေ့ကျရင်ကျွန်တော်တို့တည်မယ်ကျွန်တော်တို့တည်ရင်ကျွန်တော်ရဲ့ဝိညာဉ်ကထာဝရနှစ်နေရာထဲကတနေရာရာကိုသွားရမယ်တနေရာကမရဏလို့ခေါ်တဲ့ငရဲနောက်တနေရာကအိုနာတည်ခြင်းမရှိတော့တဲ့ကောင်းကင်နိုင်ငံတော်ဒီလောကမှာ အချမ်းသာဆုံးကျွန်တော်တို့ဖြစ်ရင်လည်းပဲယေရှုခရစ်တော်ကိုမရတဲ့သူဖြစ်ရင်ကျွန်တော်တို့တေတာနဲ့ကျွန်တော်တို့ရဲ့စိစိမ်ချမ်းသာတွေယူသွားလို့ရလားမရဘူးဘာတခုမှကျွန်တော်တို့ပါသွားလို့မရဘူးအကုန်လုံးထားခဲ့ရမှာထားခဲ့ပြီးတော့ကျွန်တော်တို့ငရဲလဲကြာရအောင်မယ်ဆိုတော့စဉ်းစားကြည့်ဒီလူငယ်လေးကထာဝရအသက်ကိုတော့သူရချင်တယ်ထာဝရအသက်ကိုပေးနိုင်သောတပါတီသောကယ်တင်ရှင်ယေရှုခရစ်တော်ထံကနေသူထွက်သွားတယ် သူလိုချင်တဲ့ထာဝရအတတ်နဲ့လွဲသွားပြီစီစဉ်ချမ်းသာတဲ့သူဖြစ်တိုင်းဘုရားသခင်နိုင်ငံတော်ကိုဝင်မဲ့သူဟုတ်လားအလှူအတန်းတွေကိုမြတ်မြတ်လှူနိုင်တိုင်းဘုရားသခင်နိုင်ငံတော်ကိုဝင်လို့ရလားမရဘူးဘုရားသခင်နိုင်ငံတော်ကိုဝင်နိုင်ဖို့အတွက်လူဘက်ကမလုပ်နိုင်လဲဘာမှမလုပ်နိုင်ဘူးဘာဖြစ်လို့လဲဖယားသခင်ပြည့်ရတော်ဘာတခုမှစောင့်ထိန်နိုင်ခြင်းမရှိတဲ့အတွက်များစွာသောလူတို့က လုံနိုင်မယ်လို့မထင်ကြဘူးလားလူတိုင်းကိုမိမိတို့အချင်းအတိုင်းတရားစင်တော်မူမဲ့ဖခင်သခင်ကကျွန်တော်ရဲ့အချင်းကောင်းမကောင်းကိုစစ်ဆေးတဲ့အခါမှာဘာလို့အဓိကကြည့်လဲဆိုရင်ကျွန်တော်ရဲ့စိတ်နှလုံးကိုကြည့်တာကျွန်တော်ရဲ့စိတ်နှလုံးထဲမှာမကောင်းတဲ့အကြံစီတွေမကောင်းတဲ့အတွေးခေါ်တွေတွေးခေါ်ကြံစီတိုင်းကြံစီတိုင်းဖခင်သခင်ကအဲ့ဒါကိုမြင်ပြီးတော့မကောင်းတဲ့အကြံစီတွေကိုကြံစီတတ်တဲ့ကျွန်တော်ကိုနှစ်သက်ပွယ်ကောင်းတယ်လို့မြင်မလားဖခင်သခင်ရှေ့မှာကျွန်တော်အားလုံးကအတရေပြက်ပြီးသားလူတွေဘာကြောင့်လဲ ဖယားသခင်ပြည့်ညတ်တော်တွေကိုဖယားသခင်တတ်မှတ်ထားတဲ့စံချိန်စံနှုန်းအတိုင်းဘာတစ်ခုမှနာခံလိုက်လျှောက်ခြင်းမရှိတဲ့အပြစ်ရှိတဲ့သူတွေဖြစ်တယ်။ဒီလူငယ်ကသူငယ်စဉ်ကတည်းကဒီပြည့်ညတ်တော်အလုံးကိုသူစောင့်ထိုင်းပြီးပြီးစောင့်ရှောက်ပြီးပြီးလို့ဘလောက်ပဲပြောပြောသူ့ရဲ့အချင်းကောင်းမကောင်းကိုသိတော်မူသောသခင်ယေရှုကသူဟာဖယားသခင်ပြည့်ညတ်တော်ဘာတစ်ခုမှသူနာခံလိုက်လျှောက်ခြင်းမရှိတဲ့အကြောင်းကို တို့ရဲ့ပစ္စည်းဥစ္စာအားလုံးကိုရောင်းခိုင်းပြတော့စင်ရသားတွေကိုလက်တွေ့လိုက်ပေးခိုင်းပြတော့လက်ဝကတိုင်ကိုထမ်းပြတော့ယေရှုရဲ့နောက်တော်ကိုလိုက်ဖို့ယေရှုကသူ့ကိုဖိတ်ခေါ်တာနဲ့ကိုသူကပညတ်တော်ကိုသူနာခံစောင့်ရှောက်ပါတယ်ဆိုတော့သူ့ရဲ့ထင်မြင်ယူဆချက်အားလုံးဟာဘာတစ်ခုမှမမှန်ဘူးအခန်းငယ်26ဒုတိယစာပိုက်မှာတို့ဖြစ်လျင်အဘယ်သူသည် ကဲတင်တော်မူခြင်းသို့ရောက်နိုင်မည်နည်းဟု အချင်းချင်း ြောဆိုကြ၏ကဲပေတရုတို့အဖွဲဆွေးနွေးပြီဟဲ့အဲ့တော့သခင်ယေရှုကဘယ်လိုတုံ့ပြန်တယ်လဲဆိုရင်သူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်တော်လဲဖယားသခင်မတတ်နိုင်သည်မဟုတ်ဖယားသခင်သည်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန်တော်မူ၏သာဝရအသက်ကိုရဖို့ဖယားသခင်နိုင်ငံတော်ကိုဝင်ရဖို့ကဲတင်ချင်းခံရဖို့လူဘက်ကမပါလို့နိုင်လဲ မလုံနိုင်ဘူးဘယ်သူပဲလုံနိုင်လဲဖယားသခင်သာတတ်နိုင်တယ်ထာဝရအသက်ကောင်းကင်နိုင်ငံတော်ကိုဝင်ရဖို့ကယ်တင်ခြင်းခံရဖို့သခင်ယေရှုဒီလောကမှာကြွလာတော်မူခြင်းဖြစ်တယ်အဲ့ဒီချမ်းသာတဲ့လူငယ်ကယေရှုခရစ်တော်ဟာသူ့ကိုထာဝရအသက်ပေးဖို့ဖယားခင်နိုင်ငံတော်ကိုဝင်ရဖို့သူ့ကိုကယ်တင်ဖို့ကြွလာတော်မူသောကယ်တင်ရှင်မယ်ရှိရဖြစ်တယ်ဆိုတာကိုသိပြော်အော်ကိုရောဒါဆိုရင်ကိုရောရဲ့နောက်တော်ကိုလိုက်ပြော် ဒီကျွန်တော်ရဲ့စီစဉ်ချမ်းသာတွေကိုဘာတခုမှ ကျွန်တော်မရတော့ရင်လဲကိစ္စမရှိဘူး။ခြောက်ရအသက်ကိုသာကျွန်တော်ကိုပေးမယ်ဆိုရင်ကျွန်တော်ဘယ်အရာမှမလိုချင်ဘူး။ကိုရောရဲ့နှုတ်တော်ကိုလိုက်တာထက် အချားဘယ်အရာကိုမှကျွန်တော်မလိုချင်ဘူး။ဖယားသခင်ထက်အဘယ်အရာကိုမှ ကျွန်တော်မလိုချင်ဘူး။ဆိုပြော့ယေရှုထာမဆပြော့နေမယ်ဆိုရင်သူကဲတင်ချင်း ရနိုင်တယ်ဒါပေမဲ့ကယ်တင်ခြင်းပေးနိုင်တဲ့တပါတိတော်ကယ်တင်ရှင်ယေရှုခရစ်တော်ထံကနေသူထွက်သွားတယ်ဒါဆိုရင်ကယ်တင်ခြင်းအမှုမှာကျွန်တော်တို့မလုပ်နိုင်လဲဘာမှမလုပ်နိုင်ဘူးအဲ့ဒီတင်ရဲ့အခြေအနေမှကိုနားလဲသိရှိဝင်ခံမှုတိတ်အရေးကြီးတယ်တင်ရဲ့အခြေအနေမှကိုနားလဲဝင်ခံခြင်းမရှိသေးတို့၍တင်ကယ်တင်ခြင်းမရနိုင်ဘူးဖယားခင်နိုင်ငံတော်ကိုတင်ဝင်လို့မရဘူးအဲ့တော့ဖယားသခင်ပဲတတ်နိုင်တယ်လို့သခင်ယေရှုက တပည့်တော်တို့ကိုပြောပြလိုက်တဲ့အခါမှာအခန်းငယ်28မှာ ထိုအခါပေတရုကအကျွန်ုပ်တို့သည်ရှိသမျှကိုစွန့်ပြစ်၍ကိုရောနောက်သို့လိုက်ကြပါဘီဟုလျှောက်လေတော့ကဲပေတရုကကိုရောအဲ့ဒီချမ်းသာတဲ့လူငယ်လူတော့ကျွန်တော်တို့မဟုတ်ဘူးကိုရောထံကနေကျွန်တော်တို့ထွက်မသွားဘူးကျွန်တော်တို့ကတော့အရာရာကိုစွန့်ပြော့ကိုရောရဲ့နောက်တော်ကိုကျွန်တော်တို့လိုက်ပြီဒါဆိုရင် ကျွန်တော်တို့ဘာရမလဲမေးနေတာ သခင်ယေရှုကဘယ်လိုဖြေချထားသလဲဆိုရင်အခခံ29မှာယေရှုကငါအမှန်ဆိုသည်ကအကျင့်သူသည်ငါကြောင့်၎င်းအေဝံဂေလိတရားကြောင့်၎င်းအိမ်လဲညီအကိုနှမမိဘတာမယာတိဟုသော တပါပါကိုစွန့်အိအခခံ30ထိုသူသည်အစတရာသောအချိုးတိဟုသောယခုကာလ၌ညင်းဆဲခြင်းနှင့်တကွအိမ်လဲ ငေးအကိုနှမအမိတာသမီတို့ကို၎င်းနောင်ဘွား၌ခြာရအသက်ကို၎င်းခံရလက်တန်းကဲဘာရမရဲလဲဒီမှာတခင်ယေရှုကရှင်းရှင်းလင်းလင်းပြောထားတယ်အစတရားတော်ကောင်းကြီးကိုအခုဘွားမှာရမယ်ဒါမဲ့ဒီမှာထပ်ပြတော့ကျွန်တော်တို့သတိထားရမှာကအစတရားတော်ကောင်းကြီးကိုဒီဘွားမှာရမယ်ဘာနဲ့တကွလဲငင်းဆဲခြင်းနဲ့တကွရမယ် ဒါဆိုရင်ဒီအစတရားတော်ညီအကိုမောင်နှမတွေမိဘတွေကဘာဖြစ်မလဲအသင်းတော်မှာရှိတဲ့ယုံကြည်သူညီအကိုမောင်နှမတွေလေကဘာမှာရှိတဲ့စစ်မှန်တဲ့ယုံကြည်သူတိုင်းကကျွန်တော်ရဲ့ညီအကိုမောင်နှမမိဘတွေဖြစ်တယ်ယေရှုခရစ်တော်ကြောင့်အေးဝံကလေးတရားကြောင့်ကျွန်တော်တို့မှာအိမ်မြေစားစရာဘာမှမရှိတော့လက်ချီးပလာဖြစ်နေရင်မပူနဲ့တဲလိုအပ်တဲ့အရာတွေကိုထောက်ပတ်ပေးမဲ့ယုံကြည်သူညီအကိုမောင်နှမတွေဘယ်လိုရှိတယ်ဒါမဲ့ တချို့တွေကချင်းကပ်ပုံကမမှန်ဘူးအတင်းတော်မှာငါပါရမလဲရဖို့ပဲချင်းကပ်လာတယ်ဟာမလားအခုခေတ်ကစစ်မှန်တဲ့ခရိယန်တွေရောဟုတ်ရောဟုတ်ရဲ့လားငါတို့ပါရမလဲနင်တို့ဆရာပါပေးလဲနင်တို့အတင်းတော်မှာငါဝင်ရင်ပါပေးမလဲသာဝရတက်ကိုပေးနိုင်တဲ့ယေရှုခရစ်တော်ကိုကျွန်တော်တို့မိတ်ဆက်ပေးနေတယ်အဲ့ဒါကိုရရင်တင့်ကိုအိမ်ကနေကန်ထုတ်ရင်လေတင်ငတ်တေမှာမဟုတ် သင်စွန့်ခဲ့သမျှတပါပါကိုစွန့်ရင်အဲ့ဒီစွန့်တဲ့တပါပါရဲ့အစပေါက်တရားကိုဒီဘုရားမှာခိုင်းရမယ်ညှင်းဆဲခြင်းနဲ့တကွပြီးရင်နောက်ဘုရားကြာရင်တို့ဘာရမလဲထာဝရအတက်ထာဝရအတက်ဆိုတာဘာလဲတိလားဖယားတခဲနဲ့အစင်ထာဝရမိတ်တဟာယဖွဲရတော်ခွင့်ဖယားတခဲကိုမျက်နှာချင်းဆိုင်ကျွန်တော်ဖိုးမြင်ရမယ်ကြောက်ရွံ့ခြင်းစိတ်ညစ်ခြင်း မောပန်းခြင်းမရှိဘဲနဲ့ယေရှုခရစ်တော်ရဲ့ဘုန်းတော်ကြောင့်ခြေအောက်မှာဖယားတခင်နဲ့အစင်တော်ရကျွန်တော်မိသားရဖွဲ့ရမယ်အဲ့ဒါလိုမိသားဖွဲ့နိုင်ဖို့အဖို့အခဘလောက်ပေးရလဲစကြဝဠာတစ်ခုလုံးနဲ့တောင်ဝယ်လို့မရဘူးကျွန်တော်သာဝရအသက်ရဖို့ကဲတဲ့ချင်းရဖို့ဖယားခင်နိုင်ငံတော်ကိုကျွန်တော်ဝင်ရဖို့ ကျွန်တော်တို့ဆက်လို့မရတဲ့ကျွန်တော်တို့ရဲ့အပြစ်အဖို့အခါအလုံးကိုဆက်ပေးဖို့ရယေရှုခရစ်တော်ဒီလောကမှာလူစားတရားဖြစ်ချော်လာတယ်။ကျွန်တော်တို့ကိုယ်တိုင်မဆက်နိုင်တဲ့ကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုံးကိုလက်ဝါးကတိုင်မှာအသေးခံခြင်းဖြင့်ဆက်ပေးတော်မူတယ်။သူကိုယုံကြည်တော်သူအလုံးရဲ့နောက်ဘဝအမခံချက်ကိုအပြည့်ဝပေးဖို့ရယ်။တေခြင်းကနေထားမြောက်တယ်။ယနေ့အသက်ရှင်တဲ့နောင်လဲအစင်ထာဝရအသက်ရှင်မယ်။ချမ်းသာတဲ့လူငယ်က ထာဝရအသက်ကိုပေးနိုင်သောတပါတီသောကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ရှေ့တော်မှောက်မှာသူရောက်လာပါလျက်နဲ့သူ့ရဲ့စီစဉ်ကို ပို့ပြော့လိုချင်ပြော့ယေရှုထံတော်ကနေထွက်သွားတယ်။သူ့ရဲ့ခဏတာတီမဲ့လောကီစီစဉ်ကိုရွေးချယ်ပြော့ထာဝရအသက်ကိုပေးနိုင်တဲ့ယေရှုထံတော်ကနေထွက်သွားတယ်။ကဲဒီမှာရှိတဲ့ကျွန်တော်တို့ရောဘယ်ဟာရွေးမလဲ။ယေရှုခရစ်တော်မိမိရဲ့ကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်တကာမှယုံကြည်လက်ခံခြင်းမရှိသေးရင် ဒီထာဝရတက်မရသေးဘူး။ဘုရားသခင်နိုင်ငံတော်ကိုဝင်လို့မရသေးဘူး။ကဲတင်ချင်းမရသေးဘူး။ဒါကြောင့်ဒီနေ့လောကီစိစိန်ကိုရွေးမလား။ဒါမှမဟုတ်ယေရှုခရစ်တော်ရဲ့အနောက်တော်ကိုလိုက်ပြော့ခတ်သိမ်းသောအရာထက်ယေရှုခရစ်တော်ကိုရွေးမလား။ခန္ဓာလောက်ဆူတောက်ခြင်းနဲ့စစ်စစ်ရောက်သိလိုက်နော်ဖာဖျားခြေဆုတင်ပါ၏ဒီနေ့ကိုရောကိုမိမိရဲ့ accreditation နဲ့ရှင်တခဲအဖြစ်ယုံကြည်လက်ခံခြင်းမရှိသေးတော့သူရှိခဲ့ရင်ခတ်သိမ်းသောအရာထက်ကိုရောကို ရွေးချယ်တော်သူဖြစ်နိုင်ဖို့သူတို့ရဲ့စိတ်ဝิญဉ်မျက်စိကိုကြားနာရသောကိုရဲနှုတ်ကပတ်တော်အဖြစ်ဖွင့်ပေးသနာတော်မူပါဒီလောကမှာကိုရောထက်ကျွန်တော်တို့လိုချင်ရမယ့်အရာဘာတစ်ခုမှမရှိပါဘူးကိုရောအဲ့ဒီတမန်တရားကိုမြင်နိုင်ဖို့ရန်ဒီနေ့သားမေတို့ရဲ့စိတ်ဝิญဉ်မျက်စိကိုဖွင့်ပေးသနာတော်မူပါကိုရောကိုမိမိရဲ့ကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတော်သူဖြစ်ရင်လည်းပဲယေရှုတော်ကြောင့်ယုံကြည်ခြင်းအဖြစ် အခမဲ့လက်ဆောင်အဖြစ်ပေးသနာတော်မူသောထာဝရအသက်အတွက်နေ့တိုင်းကိုရောကိုယေရှုတင်လျက်အလိုတော်အတိုင်းဆက်လက်ပြီးအသက်ရှင်နိုင်သောသူတွေဖြစ်ဖို့ရန်အဝိနောဖျားဆက်လက်ပြီးလမ်းပြကူညီမာစာတော်မူပါယေရှုခရစ်တော်၏မြတ်တော်နာမ၌တောင်းလျှောက်ပါသည်ဖပါဗျာအာမင်အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ